အာယုံဒီမဲ့စကားလေးကတော့မီယိုဖလာလို့ခေါ်ရပေါ့နော်အဲဒီမီယိုဖလာရဲ့ကားလေးကကျတော့ညီမတို့ဒီတောင်ပြုံးကနေတောင်ပြုံးရဲ့အကြောင်းကိုအခြေခံပြီးရိုက်ထားတဲ့ကားလေးဖြစ်ပါတယ်ဟာ?ကြ၊ဒီမှာ MS Mare Remover ။နံစိုးများကိုဖယ်ရှားဖို့အဲမန်းကိုသာဆောင်းထားစို့။ ယ်တော်တော်များနေပြီးတော့ကဆက်ခွေရဲနဲ့စပြီးတော့အားပေးလာဖြစ်တယ်ပေါ့နော်။နာမည်နောက်ပိုင်းနေမှာကျတော့ကျွန်တော်တို့အလန့်လေးတွေဝေးသွားတယ်။အဲ့အတွက်လည်းပြိသက်ကိုရင်အားနာမိရပါတော့။အခုတော့လည်းကဆက်ခွေတွေကိုပေါ့နော်။အရင်အဟောင်းတွေဟိုဘက်နဲ့အစ်စ်တွေလည်းထပ်ပြီးတော့ခိုင်ကူးထားပါတယ်။အာလက်ရှိရတော့ပညာရေးကိုပို့ပြီးဥစားပေးဖြစ်နေရပေါ့နော်နောက်ပြီးတော့ဒီလာမယ့်စနေလပိုင်းမှာကြာရင်တော့ရုပ်ရှင်ကားရိုက်ဖို့ရှိပါတယ်ရုပ်ရှင်ကားလည်းယုံတင်ဖို့ရှိပါတယ်ဟုတ်ကဲ့အတက်နိုင်ဆုံးတော့အစင်ပြောင်းတော့ကျွန်တော်ယုံအမြန်ဆုံးတင်နိုင်အောင်တော့စူးစမ်းနေပါတယ်ဟုတ်အာဒီကားလေး ါပြောရမယ်ဆိုလို့ရှိရင်တော့10နှစ်လောက်တော့ရှိနေပြီပေါ့နော်10နှစ်နီးပါးလောက်တော့ရှိနေပါပြီကားလေးကလည်းရိုက်ထားအကြပြီဖြစ်တဲ့အတွက်ပေါ့နော်ကျမတို့တွေဒီရုပ်ရှင်ကားလေးကိုလည်းပြန်အမြန်ဆုံးပေါ့ပြည်သက်ရှိကိုချပြနိုင်အောင်လို့အမြန်ဆုံးရုံတင်နိုင်အောင်လို့အစွမ်းကုန်စူးစမ်းနေပါတယ်ဒီကားမှာဆိုလို့ရှိရင်ဒီညီမရဲ့ပြီးတော့နေထူရဲ့အာအင်းငင်းဖူရဲ့ပြီးတော့ဒီရုပ်ရှင်အာဒီဝိုင်းဒီယိုဆောင်တွေဆိုလို့ရှိရင်ပေါ့နော်အာဟိုရဲအောင်လို့ပါဦးရဲအောင်လို့ပါလို့ဝင်ပါပါတယ်ဟုတ် ဥယျာဉ်လေးကိုလည်းပါပါတယ်။အညီမတို့ကအဓိကကတော့ငငယ်တော့ dancer လို့ခင်ဗျာဆိုတော့အကနဲ့ပတ်သက်တဲ့အကဝါသနာပါဖြစ်တဲ့အတွက်ဒီအကနဲ့ပတ်သက်ပြီးတော့ရိုက်ထားတဲ့ကားလေးနဲ့ဂျုံတင်မှုရှိပါတယ်ဟုတ်။အဲ့ကားလေးကတော့ A လို့ခေါ်ရပါတော့။ A သို့မဟုတ်သုံးတယောက်လို့ခေါ်ပါတယ်။ဒီကားလေးကကျတော့ညီမတို့ဒီခေတ်ပေါ်တော့ဒီခေတ်ဒီအကဝါသနာပါတဲ့အာဒီအကောက်အခြေခံထားတဲ့အရှင်ကားလေးဖြစ်ပါတယ်။ဘလိုကာမေတာမျိုးဆိုလို့ရှိရင်တော့ဘူကောင်လည်းပြင်မှာကျတော့အဲဆောက်ပုံစံကရိုးရိုးအေးအေးလေးပုံစံပေါက်တယ်ပေါ့နော်။ဒါပေမဲ့ဇကားထဲမှာဆိုလို့ရှိရင်အဲ့လိုမျိုးဟိုဖန်ပေါ့နော်။ဖန်အဲ့လိုမျိုး ဘန့်အောင်မှာတကယ်ကိုရုပ်မှာပြီးတော့အဲ့လိုအချင်းမကောင်းတဲ့အဲ့လိုဘန့်အဲ့လိုမျိုးပုံစံမျိုးအဲ့လိုပရင့်လုံးဝပြင်းတဲ့ character မျိုးသိအောင်ဆောင်ကြပါလေဟုတ်အဲ့လိုမျိုးသလန်းလေးရှင်သတိရလိုက်ပါလို့